ဇနီးသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအစဉ်ပြီးအောင်မြင်တိုးတက်ကြပါစေကြောင်းဆရာကဒီကနေ့စုမုံကောင်းတောင်းပေးရင်လည်းဇနီးသားသမီးမိတ်ဆွေတွေက2025ခုနှစ်ဇူလိုင်လအတွက်ကိုကံရှင်နေဘလို့ရှိမလဲဆိုအောင်ဆရာကပြောပြပေးမှာဖြစ်ပါတယ်ဇနီးသားသမီးမိတ်ဆွေတွေပိုင်းဆရာကိုမှတ်မိကြပါအောင်ရှယ်ပေးကြပါအောင်ကျေးဇူးတင်ပါတယ်ကဲစလိုက်တော့မယ်ဇနီးသားသမီးမိတ်ဆွေတွေ2025ခုနှစ်ခုနှစ်လပိုင်းအတွင်းမှာ 没谁留言，干哈？ လာရဲ့အစမှာတော့ပထမတစ်ပတ်မှာတော့အနှဲငယ်လေးရုံးကန်ရတက်တယ်အထူးသဖြင့်အာရောကျံပရမန်လာပန်ဆိုတဲ့အတိုင်းဂျမ်းမာရင်နဲ့ပတ်သက်လာရင်အနှဲငယ်ချူချာတာမျိုးဘာဖြစ်လို့ဖြစ်မှန်းမသိတာမျိုးပြန်လာရင်နဲ့ပတ်သက်လာရင်အနှဲငယ်လေးဂျမ်းမာရင်ညံ့နေတာမျိုးခန္ဓာကိုယ်မှာရာသီအကူပြောင်းကာလာလေးတွေကြောင့်ဂျမ်းမာရင်နဲ့ပတ်သက်ဝနာအကိုက်တလို့လို့ဒီနာအခဲတလို့အမီနာမဖော်မရတာမျိုးလေးဂျမ်းမာရင်နဲ့ပတ်သက်အနှဲငယ်စိတ်ပန်းလူပန်စိတ်မောလူမောဖြစ်ရတတ်တဲ့အတွက်ကြောင့်စနေသားသမီးတွေအနေနဲ့ဒီကာလာတော်တွေမှာဂျမ်းမာရင်နဲ့ပတ်သက်လို့အနှဲငယ်သတိထားစင်ရင်ပေးရလိုအပ်ကြောင်းနဲ့ အာရောဂျံပရမလာဘံဆိုတဲ့အတိုင်းဂျမ်းမာကြီးနဲ့ပတ်သက်လို့တတိထားဆင်ကျင်ပြီးဖို့နဲ့အငွေရှိတာနောက်မှဂျမ်းမာကြီးကအထူးကဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုပါတယ်ခင်ဗျာမိတ်ဆွေစနေသားသမီးတွေကဒီလာတာတော့ဒီမှာလရဲ့အစနဲ့အဆုံးသက်ကလေးတွေမှာတော့ညံ့တက်တဲ့အတွက်ဘာကိုဖြစ်ဖြစ်ပထမတစ်ပတ်သူမဟုတ်ပထမ၄ရက်ကိုတော့ပထမ၁ရက်၂ရက်၃ရက်၄ရက်နဲ့လအကုန်လေရကူတော့အရေးကြီးသောကိစ္စတွေလုပ်ငန်းဆောင်တာကိစ္စတွေဆုံးဖြတ်ချက်တွေကိုပြုလုပ်ချမှတ်ရန်အတွက်တော့မတင်တော့လာဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်စနေသမီးမျိုးစုတွေဒီလတာတော်တွေမှာကျမအင်းနဲ့ပတ်တိုင်အသက်ရှူကြတာမျိုးလေနဲ့ပတ်သက်တာမျိုးလေထိုးလေအောင်ဖြစ်တာမျိုးလေးလေးနည်းနည်းလေးမောတာမျိုးပန်းတာမျိုးရာသီအကူပြောင်းကာလာလေးတွေကြောင့်ကျမအင်းအနေငယ်ညံ့တက်တော့လာဖြစ်တဲ့အတွက်တော့တတိထားစင်ကြီးပေးရအတွက်တော့လူအကြောင်းထက်လောင်းပြောကြလိုက်ပါရစေခင်ဗျာ အလုတ်ကင်အလုတ်ကင်နဲ့ပတ်သက်လာရင် လုပ်ငန်းရာထူးနဲ့ပတ်သက်ရင်အလုတ်နဲ့ပတ်သက်လို့ရှိရင်ဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ရတာမျိုးချိတိုးဆောင်ရလှုပ်ဆောင်ရတာမျိုးလေးတွေကြုံရတက်သလိုအလုတ်ငန်းနဲ့ပတ်သက်လို့အလုတ်နဲ့ပတ်သက်ရင်အပြိုင်ဆိုင်တိုက်ခိုက်လေးတွေများတယ်ဆိုပေမဲ့အတိုက်ခိုက်အပြိုင်ဆိုင်တွေကြားကတိုးတက်အောင်စွမ်းဆောင်နိုင်တော့လာတိုးတက်အောင်ကြိုးစားနိုင်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။ ါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်တာတော့ဒီမှာငွေကြီးနဲ့ပတ်သက်ရင်ငွေကြီးလုံငန်းရင်းကနေဝင်လာတာမျိုးတွေလက်လွန်ထားသောငွေကြီးတွေမှာပြန်လည်ရရှိတာမျိုးတွေလုပ်ငန်းကိစ္စအလုပ်ကိစ္စကြောင့်ငွေကြီးနဲ့ပတ်သက်ရင်အမြန်များများရလာမျိုးလေးတွေကြုံရတတ်တယ်လုပ်ငန်းနဲ့ပတ်သက်ရင်စက်တူလုပ်ငန်းတွေအကျိုးပေးတယ်စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးတယ်ကွန်ပျူတာ ကအစရှိတဲ့လုပ်ငန်းတွေစက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်။စံစီစေးစားစားတောက်ကုန်နဲ့ပတ်သက်တာတွေအကျိုးပေးတယ်။ငွေကြေးဆိုင်ရာကိစ္စတွေအဲငွေကြေးနဲ့ပတ်သက်ပြီးယင်းနေတဲ့လုပ်ငန်းတွေအစုရှယ်ယာစုကြေးနဲ့ပတ်သက်တာတွေယင်းနေအစရှိတဲ့လုပ်ငန်းတွေခရီးသွားဆိုင်ရာလုပ်ငန်းတွေအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာတွေခြံထွက်ကုန်တွေတန်တော့တဲ့ကွန်ပျူတာကြောက်အစရှိတဲ့လုပ်ငန်းတွေစိမ့်တို့ တွင်းထွက်ပစ္စည်းတို့အစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်အကျိုးပေးအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောလဖြစ်ပါတယ်။ဆွေမျိုးသားချင်းတွေရဲ့အကူအညီကိုရရှိရမျိုးညီအကိုမောင်နှမတွေရဲ့အကူအညီအထောက်အကူကိုရရှိတာမျိုးတွေဖြစ်ရတတ်သောလဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်စနေသားသမီးမိတ်ဆွေတွေဒီလတာတော်တွေမှာဘာကိုဖြစ်ဖြစ်တော့ခက်ရှင်းရှင်းခက်ပြပြပြောဖို့လိုအပ်ပါတယ်။လူယုံမလွယ်ပါနဲ့လူယုံမလိုက်ပါနဲ့အဲပြီးတဲ့အခါယုံကြည်မှုကိုဗန်းပြပြီးတော့လှုပ်ဆောင်တဲ့လုပ်ငန်းတွေဒီအကျိုးပေးမပေးပါဘူး။ ဘာသာရှားလူမျိုးရှားတွေစိတ်တော့ကပြီးတာမျိုးစိတ်ညစ်စရာပြီးတာမျိုးကြုံရတတ်တယ်။နိုင်ငံရခီးသွားတဲ့ပတ်သက်တာတွေ passport visa လုပ်ငန်းတွေနဲ့ပတ်သက်လာရင်တော့ကိုကိုယ်တိုင်ဦးစီးဦးဆောင်မလုပ်ပါနဲ့။ကြံ့ကြာနှောင့်နှေးတတ်တော့လာဖြစ်ပါလေခင်ဗျ။လူယုံမလွယ်ပါနဲ့လူယုံနေသသမိတွေစိတ်တော့ကပြီးတတ်တယ်။ကိုဝင်ဆောင်စနေသသမိတွေပါရင်တော့မဟုတ်ကိုဝင်ဆောင်တဲ့ စနေသမီးများအနေနဲ့တတိထားပေးဖို့လိုအပ်ကြောင်းနဲ့တာမန်ထက်ပို့ပြီးတော့အလေးပင်မာတာမျိုးလေးတွေလက်စမီဒါအဆရှိတာလေးတွေကင်ွယ်တဲ့အခါမှာတတိထားစင်ကြင်ရလိုအပ်တော့လဖြစ်ကြောင်းဆရာကထားလောင်းပြောကြားလိုက်ပြရသည်ခင်ဗျာဒါအပြင်မိတ်ဆွေအမှုပညာသမားများအနေနဲ့စနေသမီးတွေအားနေစီပါလေအတိုက်ခိုက်တွေအပြိုင်ဆိုင်တွေများတာမျိုးလေးတွေမိတ်ဆွေတို့အမှုပညာလုပ်ငန်းနဲ့ပတ်သက်လို့အစိုးကအရေးအတိပကြီးပမှုဗေဒမီရစံကြံတေးဥစ္စာအဆရှိတာမျိုးလေးတွေအမှုပညာဖန်တီးမှုအနာထိမ့်မှအဆရှိတဲ့လုပ်ငန်းတွေနဲ့ ပတ်သက်ရင်စနေသားသမီးတွေအားလုံးဒီကကာလမှာဘာလို့ဖြစ်ဖြစ်နိုင်ငံလေးအတိုက်အခိုက်အပြိုင်ဆိုင်တွေများတဲ့အတွက်လူများများမြင်တဲ့နေရာကိုမသွားပါနဲ့လို့ပဲထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျဒါအပြင်မိမိကိုဥကောင်းနဲ့ပတ်သက်ပြီးတော့ဂိုင်းနာမျိုးလေးတွေမဖြစ်အောင်နေပါအုတ်ထုတ်တို့ဥကောင်းတို့နဲ့ပတ်သက်လာတဲ့ကညစ်ပတ် တော့နေရာတွေကိုချတာမျိုးလေးတွေ ठी တော့အဆရှိတဲ့အရာလေးတွေနားမှာတော့နေကြတဲ့အရာလေးတွေမှာမထားဘူးလူအကြောင်းထထောင်ပြောကြလိုက်ပြရစီကံကိုတစစ်ချိုးနှိမ့်တာမျိုးလေးကြုံရတတ်တယ်ဓာတ်ပုံတို့လက်ဆောင်ပေးတာမျိုးလေးအားနေစီပါတယ်ဒါအပြင်ဓာတ်ဘူးတို့ဖက်နှက်တို့ဝဲတာမျိုးလေးတွေအားနေပါတယ်မဖြစ်မနေမိမိရဲ့စနေနံလေးတွေကိုတတိထားစင်ကျင်ပေးဖို့လူအကြောင်းနဲ့မိမိအိမ်အတွင်းမှာလက်စစ်ပစ္စည်းမိသီးတွေပျက်စီးသွားတာမျိုးကျွန်းသွားတာမျိုးဆိုရင် ဘာမှချီချီဝေးတိတ်တွေးမနေနဲ့ခက်မြန်မြန်သာလဲလိုက်တာမျိုးကပုံမကောင်းမှန်စီပါတယ်ဆက်ပစ္စည်းရင်အဟုတ်အစုတ်တွေအဟောင်းတွေရက်လွန်ဒိတ်ကုန်နေတော့ပြက်ကလေးနေရှိရင်လဲစုံပေးဖို့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါတယ်စနေသားသမီးတွေညအိမ်ညံနေဝင်လာမျိုးတွေအားနေစီတော့လာဖြစ်ပါတယ် မိတ်ဆွေတို့ဒီကလာအတော်တွေမှာရွှေနဲ့ပတ်သက်လာတဲ့အခါရှင်နေသားသမီးတွေရွှေဝင်ရင်လူထွက်တာမျိုးလေးတွေရှင်နှရှောင်းဝင်ရင်ရှင်နှရှောင်းထွက်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့စနေသားသမီးမိတ်ဆွေများအနေနဲ့အဖြစ်နိုင်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့မိမိအိမ်တွင်မိသားစုတွင်မှာကျန်းမာရေးညံ့နေဆိုရင်ရှည်တဲ့လက်သေးတို့ဇပင်းတို့ဓာတ်ပုံတို့ကိုကျန်းမာရေးညံ့နေသူဘာမှတုံဆိုင်တွေ့ဖို့အနေနဲ့မိမိမိသားစုတွင်မှာကျန်းမာရေးညံ့နေသူပါလို့ရှိရင် ခြေသေးလက်သေးတို့သပင်းနဲ့နဲ့တို့အဆရှိတဲ့ကြာလေးတွေလူအရက်နဲ့တိုင်းပြီးတော့အရက်နဲ့တိုင်းအရှိကျိုးလေးဖြတ်ဖြတ်ပြီးတဲ့အခါမှာဘူမိအရက်ဖြစ်တဲ့ငါဘူမိအရက်ဖြစ်တဲ့ဆရာတို့စနေရဲ့ဘူမိအရက်ဖြစ်တဲ့မြောက်မြောက်ဆူဆူအရက်တွေမှာစွန့်ပြေးလိုက်တာမျိုးတွေ ဖြစ်ရလောက်လိုက်ပါတကယ်လို့မိတ်ဆွေအနေနဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ခက်ခက်ခဲခဲလေးဂျုံနေရတာမျိုးအပြိုင်ဆိုင်တိုက်ခိုက်တွေများနေတာမျိုးရုတ်တရက်လက်ကြီးကပိတ်သွားတယ်ဆိုခုခုပြန်တွေးပါနံပါတ်1ညာညာနေဝင်ထားလားရွှေဝင်ထားလားဒါဆိုရင်ချီလို့ရှိရင်မဖြစ်ဖြစ်သတိထွက်လိုက်တာမျိုးဖြစ်ပါလောက်လိုက်ပါတကယ်လို့မိမိမှာရွှေရှိတယ်ဆိုရင်လည်းသတိပေါင်လိုက်တာမျိုးလောက်လိုက်ရင်မိတ်ဆွေရဲ့ညံ့နေသောကံဟာဂျင်းတည်ပေါက်ကံကောင်းခြင်းတို့တက်ရှင်တဲ့အစီအမြင်ချင်းညရှိလာမှာအတေကြပဲဖြစ်တယ်ခင်ဗျာတော့မိမိရဲ့အိယာပောက်တွေ အဲ့ရခင်အပေါက်တွေမိမိရဲ့နေရာတိုင်းအဲ့အပေါက်တွေအဆရှိတဲ့အရာလေးတွေမီးလောင်ကွက်တွေဖြစ်လာလို့ရှိရင်မိတ်ဆွေတို့သတိထားပါမီးလောင်ပေါက်တာမျိုးတွေကြုံရလို့ရှိရင်လဲပစ်တာမျိုးတွေလောက်တာပုံမကောင်းမှန်ပါတယ်ဒါလေးတွေကိုသတိထားပါကျမရင်းနဲ့ပတ်သက်လို့ရှိရင်နော်ဒါပြီးခဲ့ကမိတ်ဆွေတို့အနေနဲ့ဆွေမျိုးသားချင်းညီအစ်ကိုမနှမတွေရဲ့အကူအညီကိုရရှိတတ်တဲ့စံစီစေးစားစားတော့ကုန်နဲ့ပတ်သက်တာလေးတွေအကျိုးပေးပါတယ်လုပ်ငန်းအသစ်ချာနေသူတွေအလုပ်သစ်ချာနေသူတွေအလုပ်သစ်ပြန်လဲရရှိတတ်သောကာလဖြစ်တဲ့ရဝေးခရီးသွားလေးတွေမှာသတိထားဆင်ကျင်ပေးဖို့လိုအပ်ကြောင်းနဲ့ထက်လော ောင်းပြောကြလိုက်ပါစေ။ passport လုပ်ငန်း၊ visa လုပ်ငန်း၊လူမျိုးချဘာသာချ online social media နဲ့လူလိမ်လူညာလေးတွေကြုံရတတ်တဲ့အတွက်တော့သတိထားစင်ပြန်လိုအပ်သောကာလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေခင်ဗျာ။အချိုးပေးကံကောင်းစီတော့ လူငယ်တွေအရှိရင်းနဲ့ပတ်သက်လို့မေတ္တာရေးနဲ့ပတ်သက်လို့ရှိရင်တော့ကံကောင်းစီပါတယ်ဒါပေမဲ့အိမ်တော်ပြည့်ရန်အတွက်စိစက်တိုင်းမင်နာမျိုးလူကြီးမိပါတယ်နဲ့တိုင်းမင်လိုက်ခါမှာမိမိရဲ့အဆောင်ချောက်ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်ဆက်တွေမကြိုက်တာမျိုးအိမ်တော်ဝါလဲဝါတွင်းဖြစ်ပါလိမ့်မယ်အိမ်တော်ပြည့်ရန်စိစက်ရန်အတွက်ဆိုအကြံ့အကြအဟံဒါလေးဖြစ်ရတတ်တဲ့အတွက်ငဘူကတိုက်ဆွဲတိုက်ဆက်တွေဥစ္စာဆောင်တွေတိုက်ကလာတဲ့သူတွေမိတ်ဆွေများအဖို့ကတော့ဒါလေးကိုတတိထားဆင်ကြည့်ပေးဖို့လိုအပ်ကြောင်းနဲ့မိမိတို့အနေနဲ့ကြိုတင်စီစဉ်တဲ့အိမ်တော်ရေးအခြေအနေနဲ့ပတ်သက်ရင်တော့ညံ့စီတာအတိအကျပဲဖြစ်ကြောင်းဆရာကထားလောင်းပြောကြားလိုက်ပါရစေခင်ဗျာ အထယ်လိတ်လုပ်ငန်းတွေအထီးထီးဖက်ဆိုရှယ်မီဒီယာနဲ့ပတ်သက်တာတွေမှာတော့တတိထားစဉ်းကျင်ပေးရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအိန်းနောင်ကြီးအိန်းနောင်ကြီးနဲ့ပတ်သက်ရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးတရားနဲ့တရားတုံးနဲ့တူနှွေးထွေးမှုတွေငြိမ်းချမ်းမှုတွေအေးချမ်းမှုတွေကိုရရှိတတ်တော့လာဖြစ်ပါတယ်တို့ရတွင်အစင်မပြေလို့ရှိရင်သာသမိကိစ္စလေးတွေကြောင်းပြောဆိုရတာမျိုးလေးတွေကြောင်းတပည့်လက်သားကိစ္စလေးတွေကြောင်းပြောဆိုရတာမျိုးလေးတွေကြောင်းအစင်မပြေဖြစ်ရတာမျိုးလေးတွေဖြစ်ရတတ်တယ်လို့နေရာထိုင်ခင်းရာထူးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ကိုကရာထူးတက်ချင်ပေမဲ့ နမည်ပဲထွက်ပြီးတက်မလာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုသတိထားဆင်မြင်ပေးရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီခင်ဗျာစနေသားသမီးမိတ်ဆွေတွေဒီဘက်တာတို့မှာစနေစနေတွဲလောက်တာမျိုးလေးညံ့ပါတယ်အနက်ရောင်အနီရောင်လေးတွေကိုသတိထားဝတ်ဆင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီမွေးနေ့မှာခေါင်းလျှော်တာမျိုးသမင်းညက်တာမျိုးလေးတွေကိုသတိထားဆင်မြင်ပေးရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်တာတို့မှာအဲ မိတ်ဆွေတို့ဒီအပတ်တာတော့ဒီမှာဆိုမြက်စွာဖရာမှာဇပယ်ပန်းများများလှူပေးပါမိတ်ဆွေတို့ရဲ့ကံညံ့တာတွေပြန်ပြီးတော့အစဉ်ပြေလာပါလိမ့်မယ်ခင်ဗျာဒါအပြင်မိတ်ဆွေစနေသားသမီးတွေဒီလက်တာတော့ဒီမှာအချိုးပေးစီတော့ကဏ္ဍအခရာတွေနေနေဆိုနှစ်ကဏ္ဍသုံးကဏ္ဍငါကဏ္ဍဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီပါတယ်အချိုးပေးတော့အယောင်နေနေဆိုရင်စင်ဆွေရောင်အသားရောင်အစိမ်းရောင်ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးအာသာကောင်းမှုစီတော့လာဖြစ်ပါတယ်ခင်ဗျာစာချုပ်စာရန်ကိစ္စ ပြောဆိုလှုပ်ဆောင်မှာအိုးအိမ်ရှမ်းမီမီယာနဲ့ပတ်သက်ရင်ဝယ်တာမျိုးတွေကောင်းတယ်စောက်တာမျိုးတွေတော့အားနည်းစီတော့လဖြစ်ပါတယ်လို့ထပ်လောင်းပြောကြလိုက်ပါစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အလူတန်းကိစ္စတွေဘာသာရေးကိစ္စတွေဖရတရားပို့လုပ်ပေးတာမျိုးတွေလူကြီးမိဘဆရာသမားတွေကိုကူညီတာမျိုးပြောဆိုတာမျိုးတွေလှူဒန်းပေးတာမျိုးတွေကျန်းမာရေးနဲ့ပတ်သက်လို့ကံကောင်းစီရင်လေစေးတို့ငါလှွတ်တာမျိုး ဘေးမဲ့ပေးတာကတော့ခိုးစာခွေးစာကျွေးတာကတော့ခိုးစာကျွေးတာတော့ငါးစာကျွေးတာမျိုးလိုရမိစေလိုရညံ့နေတဲ့ကံကိုတိုးတက်ကောင်းမွန်အားတာပြီးတော့အစဉ်ပြေကံကောင်းလာမယ်ဆိုတာထပ်လောင်းပြောကြားလိုက်ပါစေဖေးဖို့မှာလည်းရှိတယ်နော်ဆရာလေးဟုတ်ပါဆရာနှစ်ခုလိုက်လွန်နေရနော်ဒါအပြင်မိစေလိုနေတဲ့ဒီကာလအတော်တွေမှာအဲ မိတ်ဆွေတို့အဆက်ဆက်ရရာကံကောင်းစီတော်နေသားအနေနဲ့ဆိုတနင်္လာသာသမီတောက်ကြသာသမီနေနဲ့တွဲဖက်လုပ်တာမျိုးပါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော်လာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အချိုးပေးစီတော်အရက်ဟာမြောက်ဆူဆူရက်ဖြစ်ပြီးတော့စန်တီယာအရက်ကတော့အရှိတောင်တောင်အရက်ဖြစ်ပါတယ်ခင်ဗျာဒါအပြင်ဆက်ဆက်ရရာအစီမီကံကောင်းစီရန်အတွက် ငွေရှိရငွေလာဆိုတဲ့အတိုင်းပဲเนาะမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာပတ်စံလေးကိုလက်ကကင်ပြီးတော့ဖြစ်စေပတ်စံကလေးနဲ့ရိုက်ပြီးတော့လူရကိစ္စကိုပြောဆိုဆောင်ရွက်ရင်ရောင်းထွက်ရောင်းထွက်လာမှာအသေးစားပဲဖြစ်တယ်မိစွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းဝယ်တွေကုန်ပစ္စည်းတွေနဲ့ပတ်သက်လာရင်လည်းငွေကလေးတစ်ရွက်နဲ့ကင်ပြီးတော့ရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းလာမျိုးတွေဟာမိစွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့ရောင်းကောင်းဝယ်ကောင်းသွားစီမှာအသေးစားပဲဖြစ်တယ်အဆက်ဆက်အရာအစဉ်ပြေအောင်မြင်တိုးတက်စီတော့เนาะအယောင်နေနေဆိုရင်တော့အသားရောင်းလို့ အပန်း sorry အပတာတာရောင်တို့မိုးပြရောင်တို့အစိမ့်ရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုကောင်းမွန်အားသာတိုးတက်စေပြီးကံကောင်းစေတော်လာဖြစ်ပါれခမရဘာကိုဖြစ်ဖြစ်ပထမတစ်ပတ်နဲ့နောက်ဆုံးတစ်ပတ်ကိုတော့တတိချာစင်နေပြရလိုအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစေခမရအဆက်ဆက်ရရ တောင်ဆူဆူရောက်ကိုခကြီးထွက်တာမျိုးလေးတွေကကံရဲ့အားနည်းမှုကိုရရှိတတ်သောလဖြစ်တဲ့အတွက်တော့ဒရီတာအစင်နေပြရန်လိုအပ်ပါတယ်။ဘာလို့လို့အရေးကြီးသောကိစ္စတွေကိုခုနှစ်နာရီလို့စနေစနေချင်းတွဲလောက်တာမျိုးလို့စနေနေ့တွေကိုဒရီတာအစင်နေပြရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာ။အဆက်အသွယ်ပြတ်နေသောစနီတာသမီးမိတ်ဆွေများအဆက်အသွယ်ပြန်လဲရရှိတတ်သောကာလဖြစ်ပြီးတဲ့အခါကံကောင်းမှုတွေရရှိတိုးတက်စေရန်အတွက်ဆိုရင်တော့ဘာသာတရားများများလုပ်ပါတတိထား စကားပြောဆိုမှုနဲ့ပတ်သက်လာတဲ့အခါမှာအများနဲ့ပတ်သက်ပြီးတော့အဖွဲ့အစည်းသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့စကားများများပြောတာမျိုးခက်များများပြုံးပြတာမျိုးဖြစ်စီပြီးတဲ့အခါတစ်ခုခုကိုကျွန်တော်လိုပေါ့ဟိုအပြောနဲ့အလုံနဲ့တဲ့ကိစ္စလေးတွေမှာတော့အားနေစီတဲ့အတွက်စန္ဒီသားသမီးတွေရဲ့ဒီလဟာပြုံးထားရင်ကို အဆင်ပြေမဲ့လာဖြစ်တဲ့အတွက်ဖြစ်နိုင်ခံများများတာပြုံးပြီးဖို့လူအကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာအဆက်ဆက်ရအဆင်ပြေအောင်မြင်တိုးတက်စေရန်အဋိဋ္ဌံပြုလို့လူတပဆိုရင်မဟာတမယတုတ်900အဋိဋ္ဌံဝင်တာမျိုး24ပဋ္ဌာန်း900အဋိဋ္ဌံပြုလိုက်တာပါကမိတ်ဆွေတို့ရညံ့နေတဲ့ကံတွေတိုးတက်သွားပါလိမ့်မယ်ကံကောင်းစေရန်အတွက်တလတ်တာလုံးလှုပ်ရှင်တပဆိုလှုပ်လို့ရပါတယ်မြတ်စွာဘုရားမှာတောက်ရည်အေးအေးကလေးလေးခွက်ကိုနေ့စဉ်ခွက်တူတူလေးနဲ့လေးခွက်ကိုဘန်းတစ်ချက်တည်းထက်မြတ်စွာဘုရားမှာတောက်တော်ရည်လေးခွက်ကို လှူပြီးတော့အရှင်ဘုရားဖရာတပည့်တော်သည်တောက်တော်ကြီးဖရာကိုလှူဒန်းပါလေဒါကြောင့်ရေချိုးဆယ်ပါနော်ဆိုတဲ့အတိုင်းပဲရရှိပါစေဆိုပြီးတော့ဆုတောင်းပါဒါဆိုရင်အခုကစာပြီးပြုံးပြီလေဆိုတော့အဆက်ဆက်ရအစင်ပြေအောင်မြင်တိုးတက်ပြီးကံကောင်းစီမှာအတိအကျပဲဖြစ်ကြောင်းဆရာကပြောလိုပါတယ်မိတ်ဆွေတို့အဆက်ဆက်ရအစင်ပြေစီပြီးငွေကြီးကံကောင်းစီရန်အတွက်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့ မပြောမီဇန်ကနေပြင်မိရင်ခွန်ကို3ညာ2ကို3ညာ4တခြား7902240410ဟိုက်အပ် Telegram မှာဖြစ်စီ Viber နံပါတ်6653 5050ငါးနှစ်မှာဖြစ်စီဆက်သွယ်မင်းများနိုင်ကြောင်းဆရာကထပ်လောင်းကြွညာလိုက်ပြပါစီ စနေသားသမီးမိတ်ဆွေတွေအဆက်ဆက်ရရာအစီအစဉ်ပြီးငွေကြေးကန်ကောင်းစီရန်အတွက်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်ဆရာဟောကမှဆိုလက်ဆရာတာလက်ဆောင်နေပေးတယ်နော်ပြီးတော့ဆရာငွေဝင်စီတဲ့ဂါတာလေးတခုအများနဲ့ဟောကမှလက်ဆောင်ပေးတယ်အဲ့ဒါပါလေဆိုတော့ဆရာတို့ယတေဥခန္ဒီရဲ့ဂါတာပဲအရဟံသူဇံလာလိတံဗိုက်တံအဲ့ဒီရဒနာသိတိလို့ခေါ်သောငွေဝင်ဂါတာကိုရွတ်ပါရွတ်လေငွေဝင်လေဆိုတာတော့ဆရာကျင်းတည်ပြောရဲပါတယ်ခင်ဗျာနော်ဆိုတော့စနေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရာအစီအစဉ်ပြီးငွေကြေးကန်ကောင်းစီရန်အတွက်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့ မိတ်ဆွေတို့ဒီအဖတ်တာတော့ဒီမှာဆရာတို့စွန့်ရအတိုင်းပါပဲဆရာတလတာလုံး900သသမိတို့ရေရရတစ်ခုပဲပြပါတယ်လီပိုပလင်းတစ်လုံးပေါ်မှာယောက်ျားနဲ့ကွဲလိုက်ပြီဆရာလင်းစနေတယ်လီပိုပလင်းတစ်လုံးပေါ်မှာလာဘန်လို့ရေးပါနော်ဒီမှာဆရာမိတ်ဆွေတို့လီပိုပလင်းတစ်လုံးပေါ်မှာလာဘန်လို့ရေးပါလာဘန်လို့ရေးပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲလာဘန်လို့ရေးမိတ်ဆွေတို့ရဲ့လုပ်ငန်းတစ်နေရာအမြင့်တစ်နေရာမှာ အဲ့ဒီ level plan အဖုံပေါ်မှာဖျောင်းနိုင်တင်ပြီး၉ရက်တည်တည်ဖျောင်းနိုင်တင်ထွင်းလိုက်ပါဒါဆိုရင်ပိတ်နေတဲ့လက်တွေပွင့်လန်းပြီးငွေကြေးကန်ကောင်းလာမယ်ဆိုတဲ့အကြောင်းဆရာကဟောရင်းနဲ့ကဲစနေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရမှန်တယ်မြတ်အောင်မြင်တိုးတက်လို့ယန္တနာစိန်ကြောက်စေတောက်တိုင်းကစားနိုင်ကြပါစေတက်နေတကူလောက်ဝီဖြုတ်ခဲ့သူစီးစဲဥစ္စာများတိုးပွားပြီးတဲ့အခါကိုစီကိုစီကျမ်းမာခြင်းပဂရိရန်တာခြင်းရှိကြပြီးတဲ့အခါ ဘိယတိတ်တိကာယတိတ်တိမနောမယအစိမ့်သမဏိအစရှိသောတိတ်တိကြီးအတိတ်တိငွေအတဲတဲကိုပိုင်ဆိုင်လို့အစဉ်ပြေအောင်မြင်တိုးတက်လို့ဆရာပြေပို့တာသောမြေတားကြောင့်အာလုံးအေးချမ်းကြပါစီကျောင်းဆရာကရရဲ့ကြီးဆုတောင်းမြေတားထောက်ကနာပြုရင်းနဲ့တခါတော့ဆရာကစနေသာသမီရဲ့အပြင်အရှာတော့ဒီခုနလပိုင်းအတွက်တလစာနေသားတစ်ခုချင်းစီကိုခေါ်စရံဖြစ်ပါတယ်တင်းလာနဲ့တင်းကိုနေနဲ့ခေါ်စရံကြီးကိုဆရာတင်ထားပြီပါပြီအခုဆရာအင်္ဂါကစပြီးစနေအစောင်း အားလုံးကိုဟောကြားပေးခဲ့ခြင်းဖြစ်ပါတယ်။ဇေယျဟောကြားခဲ့တဲ့အချက်လေးတွေမှာသဘောမကျစိတ်ပုံဝင်မကျတာမျိုးလေးတွေရှိခဲ့ရင်လည်းကံကောင်းမှုဒိဋ္ဌာတဲ့အာယုန်တွေကသာမိစုတို့အတွက်ပြေဝကြပါစေလို့ဇေယျဆုတောင်းပေးပါတယ်။ဒါအပြင်ဤရှင်ဤနာဤနေ့ရမှာစပြီးဆရာမိတ်ဆွေ900သားသမီးတွေအားလုံးကိုစီကိုစီဇေယျပြည့်ပြည့်စုံစုံကခုတို့ကောင်းမှုအ ాను ဘော်တော်ကြောင့်ဖြစ်စေဆရာရဲ့ကောင်းကျိုးဆန္ဒအဆုစုကြောင့်ဖြစ်စေမိတ်ဆွေတို့အားလုံးအားလုံးမိသားအားလုံးဒီမှာအဆိုးတွေကိုဝေးကွာပြီးတဲ့အခါ ကောင်းမွန်မှုတွေသာရရှိပြီးတဲ့အခါအစင်မပြေမှုတွေပျောက်ကင်းပါစေတောကတွေအပူမီးတွေအားလုံးရေနဲ့ပတ်ဖြန်းသလိုအေးချမ်းကြပါစေဒါအပြင်ဆရာဟောပြုပြုသမ ्या မေတ္တာအဆုစုကြောင့်မိတ်ဆွေတို့ရဲ့ကံဟာလည်းကံကောင်းမှုတွေရရှိပြီးတော့ကောင်းတယ်ကောင်းကြပါစေလို့ဆရာကဟောကြားဆုတောင်းထပ်နာပြုနေစဉ်လည်းမေတ္တာပို့သားလျက်ရှိပါကြောင်းဆရာကအတိပေးလိုပါတယ်။ဒါကြောင့်ဆရာဟောကြားခဲ့တဲ့အချက်တွေထဲမှာမိတ်ဆွေတို့အနေနဲ့ကံကောင်းမှုတွေသာရရှိပြီးတဲ့အခါ ပိတ်နေတော့လက်များပြန်လဲပွင့်လန်းကြလို့အဆက်ဆက်အရာအဆင်ပြေပါစေခင်ဗျာနော်ကဲဒီချိန်ဒီနေ့ဒီနေ့ရမှာစာရခုနှစ်ရက်သားခုနှစ်ရက်သားသမီးအပေါင်းမြန်မာပြည်သူမြန်မာသားအပေါင်းကမ္ဘာပြည်သူကမ္ဘာသားအပေါင်း30တပုံတွင်ကြီးကြပုံတော့လူနဲ့ပြမှာတတဝါအပေါင်းလို့အားလုံးဒုပိတ်တန်ရကတ်အတတ်တန်သွားကတ်ယောဂကန်တရကတ်ဆိုတော့ဘေးကြီးကနေကင်းဝေးကြပါစေဒုပိတ်တန်ရတတ်တန်တရယောဂကန်တရဆိုတော့ကတ်ကြီး၃ပါးကနေကင်းဝေးကြပါစေခင်ဗျာ ဒုပိတ်တန္တရကယောဂကန္တရကတတ္တန္တရကဆိုတော့ကကြည်သုံးပါးကနေကျင်းဝေးကြပါစီခမညာဒါအပြင်မိတ်ဆွေတို့အားလုံးကိုစီကိုစီကောင်းကျိုးလုံရင်ဆန္ဒမှန်သမျှပြဝကြပြီးတဲ့အခါကောင်းခြင်းအဖျားပြားကိုပြုလုံနိုင်တော့မကောင်းတဲ့အရာတွေကိုပြုလုံရမှာကြောက်တော့မကောင်းတဲ့အရာတွေပြုလုံရမှာအကျိုးပေးအားနေပြီးကောင်းတဲ့အရာတွေပြုလုံတဲ့အခါမှာအကျိုးပေးအားသာကံကောင်းတော့သူများလူအဖို့တန်များဖြစ်ကြပါစီလို့ဆရာကဆူတောင်းတော်ပနာပြုရင်းနဲ့ ဒီနေရာမှာပဲဆရာတို့နားလိုက်ကြအောင်ခင်ဗျဆရာတို့နောက်မှာပြန်တွေ့ပါမယ်